ျွန်တော်အခုရောက်ရှိနေတာကတော့ရန်ကင်းမြို့နယ်ရန်ကင်းလမ်းမကြီးရန်ကင်းစာရိုက်ဖတ်တိုင်အနီးရရန်ကင်းလမ်းပြ71ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ရှမ်းအစားစာနဲ့တူဦးရန်ကောင်းတယ်လို့နာမည်ကြီးတဲ့မော်ရှန်အောင်ဘာသာကြီးမှာဖြစ်ပါတယ်။ ရှမ်းခေါက်ဆွဲကိုကျွန်တော်ကစံဖွယ်နဲ့မှာစားကြည့်တာပေါ့နော် အနှစ်ကအရန်မပါတော့သူကနည်းနည်း၆တဲ့ဘက်ကိုတော့သွားတယ်အရာသာတော့ကျွန်တော်တို့ကတော့ပုံမှန်ပဲပေါ့နော်ဟိုညံလည်းမညံဘူးအရန်ကောင်းနေတယ်လည်းမပေါ့ပေါ့နော်နတ်ခံမီးရှည်ကတော့စားဘူးသမျှမီးရှည်ထဲမှာတော်တော်ကောင်းတဲ့မီးရှည်လို့ပြောရမှာပေါ့နော်အနှစ်အဆက်ဟက်တော်တော်တဲ့တယ်ကျွန်တော်တို့ဒီနေ့အိယာထားနောက်ကြနေတော့တူဘူးနွေရောတူဘူးကြော်ရောမရတော့ဘူးပေါ့နော် ငယုတ်သီးအနှစ်ဆက်ဆက်လေးကျွန်တော်ထည့်စားတယ်တော်တော်ဆက်ပါတယ်ငယုတ်သီးကသူကတော့အချင်းကိုအစိမ့်ချင်ပေးတယ် ူးရဲ့ဝက်ခောက်ကကြတော့ပပလေးနဲ့အလိုမမွကျွကျွလေးကြော်ရတာပေါ့နော်ကျွန်တော်ကြိုက်တဲ့အရာသာမျိုးပါအဲ့ဒါကမှဒီတိုင်းစားလဲကောင်းတယ်ကြက်ပြုတ်ရည်တဲ့ထည့်ပြီးတောင်းရင်လည်းအရာသာရှိတယ်ပေါ့နော် မဲသားတကယ်တကယ်ကိုနူးညံ့ပြီးတော့စားလို့ကောင်းပါတယ်ဂျုံခေါဆွဲရလေအရေကစားလို့ကောင်းတယ်ဒီခေါဆွဲရဲ့မွေးတဲ့ဂျုံရဲ့မွေးတဲ့အနံ့သားပြုတ်ရည်ရဲ့ချိုတဲ့လက်ဆက်တဲ့အရာသာနဲ့တော်တော်စားလို့ကောင်းပါတယ် တဖက်ချက်ဦးစေးချက်ဦးလေးရလဲမစိုးပါဘူးတစ်လုံးတစ်ထောင်ပေးရပါတယ်3 days later ဒီနေ့အမချေဝဲလာလို့ရပါ ဒီဆိုင်ရဲ့အားသာချက်ကအမဲသားပါတော်တော်နှုံညံ့တယ်ပေါ့နော်အမဲလုံးဝလည်းတော်တော်စားလို့ကောင်းတယ်အချားသာလည်းဝင်တယ်တူဘူးနေရကြတော့လူပြောများပြီးတော့အရန်နာမည်ကြီးရဆိုလို့ကျွန်တော် စားကြည့်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့တူဘူးနေဆိုင်၃ဆိုင်လောက်ရဲ့အရသာကိုမမိဘူးတူဘူးအနှစ်ကတော့ကောင်းတယ်ဒါပေမဲ့ ိုအဆက်ဟက်ပိုင်းမှာလိုတာပေါ့နော်ကျွန်တော်ဆိုရင်ဂျာညိုကြိုက်တယ်ဂျာညိုနဲ့ပြီးွားရင်စီချက်ဖတ်လေးတွေအဲ့လိုအရှားတာတော်တော်ပေါ့တယ်ဗျအရှားတာတော်တော်ကောင်းတယ်သူကစုအရှားတာရှူရှဲလေးနဲ့တော်တော်လေးကိုအဆက်ဟက်တဲ့ပြီးတော့လုံးဝဥမာနေမကောင်းဖြစ်နေမယ်အေးမိနေမယ်ဆိုရင်အဲ့လိုလုံးဝပွင့်ထွက်သွားစေမယ့်အရှားတာမျိုးပေါ့နော်ဟင်းအဆက်ဟက်ရှူရှဲလေးနဲ့တော်တော်တောက်လို့ကောင်းတယ် ကျွန်တော်ဒုဘူးနေနဲ့ဒုဘူးကျော်စားကြံလွန်လို့နောက်ထပ်3ရက်မြောက်တဲ့အချိန်မှာထပ်ပြီးတော့လာ try ကြည့်ရပါဒါပေမဲ့ဒီနေ့ကလည်းအိယာထားနောက်ကျနေပြန်တော့ဒုဘူးကျော်ကကုံဝန်းပြန်ပြီဟုတ်လားဟာလာနေဆောင်းအောင်လို့လာ ပြီးတော့အမဲသားကိုပံ့ပိုးပေးတာကြောင့်ဒီအချင်းပေါ့နော်သူ့ရဲ့အချင်းကဒီ chili sauce ကိုပဲ base ခံထားတာပဲဒါပေမဲ့ဆက်ထားတာကောင်းတယ်ပေါ့နော်ဒီငေဦးသီးတို့ဒီနန်းနန်းပင်တို့အဲ့လိုမျိုးနဲ့ဆက်ထားတဲ့အရသာလေးကအမဲလုံးနဲ့အမဲသားနဲ့လိုက်ဖက်တယ်ပြီးကျွန်တော်ခုနကပြောသလိုမျိုးပဲအသားကလုံးဝနူးညံ့နေအမဲလုံးအမဲသားဒီကတော့ကျွန်တော်လုံးဝ favorite ပေါ့နော်ဒီဆိုင်မှာ ောင်းတော့ပွားပါဘာပဲဖြစ်ပြောသူ့ဈေးနဲ့သူ့ရတာနေရတော့တန်ပါတယ် နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်